မြင့်တာနဲ့ခယူနာပြီးတော့ဒီနေ့မှာမုဒိတာဘာလဲဆိုအောင်အင်္ဂလိပ်လိုပြောတတ်အောင်နားလည်တတ်အောင်ဆရာသင်ပေးဦးမှာပဲဖြစ်ပါရေပေါ့နော်အဲ့တော့ပထမဆုံးမေးခွန်းလေး what is mudita mudita ဆိုတာဘာလဲတဲ့အဲ့တော့သူကဘာလဲဆိုရင် feeling happy for other success ဒီ proposition နဲ့ phrase ပိုင်းနဲ့နေစာပြီးပြန်လိုက်ရအောင် others အခြားသူများ post of s or e အခြားသူများ၏ success အောင်မြင်မှု for အတွက် for other success အခြားသူများ၏အောင်မြင်မှုအတွက် feeling happy ျော်ရွှင်မှုကိုခံစားခြင်းဝမ်းမြောက်ခြင်းနဲ့အခြားသူတွေရဲ့အောင်မြင်မှုကိုမနာလိုခြင်းမဟုတ်ဘဲနဲ့အခြားသူတွေအောင်မြင်တာအောင်မြင်တဲ့အခါမှာဩကားလိုက်တာဆိုရင်ဝမ်းသာခြင်းဟာမုဒိတာပါပဲတဲ့အဲ့လိုပဲနားလည်ရမယ် why is mudita good မုဒိတာဒီ why ဘာကြောင့် good ကောင်းတာလဲတဲ့အဲ့တော့ပြောကြည့်အောင် it helps us be kind and not jealous နော် it ၎င်းဟာဆိုလို့ရှိရင်ခုနမုဒိတာဆိုရင် health ကိုညီပေးတယ်ဘယ်သူကိုညီပေးလဲ as ကျွန်တော်တို့ကူညီပေးဆရာမြင့်မူတိတာဘာကြောင့်ပွားတင်တာလဲမူတိတာဘာကြောင့်ထားတင်တာလဲဆိုကူညီပေးလို့ထားတင်တာပါတဲ့အော်ဘာကြောင့်ကျင်သုံးတင်တာဆိုသူ့မှာအကောင်းကျိုးရှိလို့ပါဘယ်လိုကောင်းကျိုးလဲပြီးခိုင်းကျင်နာတတ်အောင်ရယ် and not jealous jealous ဆိုတာဒီလိုမနာလိုစိတ်မဖြစ်အောင်ရယ်ပေါ့နော်မနာလိုမဖြစ်အောင်ရယ်ကူညီပေးတယ်မနာလိုစိတ်ဆိုတာပူလောင်ရတယ်မကောင်းတဲ့စိတ်အခြေအနေတွေမျိုးအဲ့လိုမဖြစ်အောင်ဘယ်ကောင်ကထိန်းထားနိုင်လဲမူတိတာထိန်းထားနိုင်အဲ့တော့တခြားလူတွေအောင်မြင်တာမြင်တဲ့အခါမှာအော်ပေါ့ချမ်းသာတာမြင်တဲ့အခါမှာဒါတော့မလုပ်ရမလဲပျော်ရွှင်ရမယ် အနာလို့စိတ်မမွေးပဲနဲ့ဝမ်းတာပဲအဲ့ဒါဒီမုဒိတာပဲလေအဲ့ဒါဆိုရင်ဆရာတို့ဘာဖြစ်လဲကျင်နာရဲ့လူတရားဖြစ်လာတတ်တယ်ပြီးတော့ jealous လို့ခေါ်တဲ့ window မနာလို့ window ရဲ့စိတ်မရှိတဲ့ပူလာမှုတွေလည်းမခံစားဘူးပေါ့နော်နောက် how can we show မုဒိတာ we ကျွန်တော်တို့ကဆိုရင်မုဒိတာမုဒိတာကို how ဘယ်လိုမျိုးခံချိုးပြနိုင်ပါတယ်လဲတဲ့ by saying ဘိုင်းဆိုတာချင်းဖြင့်စေးရင်ဆိုတာပြောတယ်ဘိုင်းစေးရင်ပြောချင်းဖြင့် well done အာကောင်းလိုက်တာမင်းလုပ်တာတော်တယ်เนาะ great job ဒါလည်းအတူတူပဲ well done လို့ great job လို့ဒီတစ်ဖက်လိုချီးမွမ်းတဲ့စကားလေးပေါ့ဒါတော့အင်္ဂလိပ်အသုံးလုံးလေးဖြစ်တယ်နော်ကောက်လိုက်တာတော်လိုက်တာမုံမြတ်လိုက်တာစသည်ဖြင့်သူများလုပ်တဲ့ဟာကိုအာမင်းဟာရမဟုတ်ပါဘူးတတအပေါ်လေးလုပ်နေရပါစသည်ဖြင့်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ချီးမွမ်းပေးတဲ့စကားလေးတွေဖြစ်တယ် well done လို့ great job ဆိုတဲ့စကားလုံးတွေပြောခြင်းအပြင်ဆရာတို့ကသူတို့လုပ်တဲ့အလုပ်ပေါ့သူတို့အောင်မြင်မှုတွေပေါ့ဝမ်းသာတယ်ဆိုတဲ့မုသိတာကိုဆရာတို့ပြနိုင်ပါတယ်တဲ့အဲ့လိုပြနိုင်ပါတယ်တဲ့နောက်တစ်ခု what do buddhist say for mudita buddhist ဗုဒ္ဓဘာသာတရားဆိုရင်လည်း what ဘာကိုစေပြောကြပါတယ် for mudita mudita အတွက်အဲဘုဒ္ဓဆင်းရဲဆိုဘယ်လိုပြောလဲဆိုရင်ဇာတ်ဘမဆိုရင်တော့တာဓုလို့ခေါ်တာပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့တာတောင်စအတန်ပြောင်းနေဆိုပြီးဆရာပြောထားတယ်ဒါလေးကဆွဲရမယ့်ဟာနော်စာဓု သာဓုသာဓုဗမာလက္ခဏာသာဓုသာဓုသာဓုပါလေကောင်းတယ်ကောင်းမြတ်လေခြင်းဆိုပြီးတော့တစ်ဖက်လူလုတ်တဲ့အလူပဲလုတ်လုတ်တစ်ဖက်လူပြောတဲ့ကောင်းတာတစ်ခုပဲလုတ်လုတ်ဆရာဘက်ကကောင်းမြတ်လိုက်တာဆိုပြီးတော့ဆရာဘက်ကဝမ်းမြောက်ဝမ်းသာနဲ့ခေါ်လိုက်တဲ့ဟာလေးဒီဘာကိုပြတာပဲလေမူရိတာကိုပြတာပဲဖြစ်ပါရဲ့တကယ်ဒါဆိုဒီနေ့မှာလေ vocabulary တွေ silent ရအောင်မလို့ပြောလိုက်ပါရဲ့ဆရာ writing CV နဲ့ဆရာ TCV လေးကိုတွဲပြီးတော့သင်ပေးနေပါတယ် Today we are going to learn the next new Pali word mudita so what is mudita let's study that What is mudita? It means feeling happy for other success. It means sharing our joy instead of envy. This is called mudita. The second question. Why is mudita good? It helps us be kind and not jealous. Uh, when other wins, we must also smile. They call mudita. How can we show mudita? We can show mudita by saying well done for great job. What do Buddhists say for mudita? They say uh, sadhu, sadhu, sadhu it means that well done, wonderful, and is the good deeds.